ပဆန်စုနေပဆန်စုရဆိုတာကရီမဲချက်တစ်ခုထားပြီးရေရှည်တိဆောက်ထားတင်တဲ့အလေးချင်းတစ်ခုဖြစ်တယ်။ငွေကြီးအောင်မြင်မှုမှာပဆန်ဘလောက်ဝယ်နေဆိုတာထက်ဘလောက်စုနိုင်လဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်။လူတွေကမဝင်သေးတဲ့ပဆန်ကိုညော်ပြီးတော့အကျွေးယူတတ်ကြရဲ့ ါကအဓိကမှိုင်းနေတဲ့အချက်ပဲကျွန်တော်တို့တွေပတ်စံစုနေတဲ့အချိန်မှာဘလို့ဘယူဟာတွေကိုတုံးရမလဲဆိုတာအောက်ပါ အချက်6ချက်နဲ့လေ့လာနိုင်နေပါတယ်နံပါတ်1ချက်တုံးပြီးမှမစုလည်နဲ့လာကထုတ်တာနဲ့လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ပြီးမှပတ်စံစုတဲ့ကြရင်တကယ်တမ်းတော့လာစင် စုဆောင်မဲ့ပုံစံပတ်စံပမာဏကိုတတ်မှတ်စုဆောင်ပြီးမှသာလိုအပ်တဲ့အရာတွေကိုဝယ်တင်ပါရဲ့လာသာထုတ်တာနဲ့ပထမဆုံးလောရမှာကစုဆောင်မဲ့ပတ်စံကိုတည်တက်ခြံထားတင်ပါရဲ့နမနဲ့တစိတ်ဆွဲမထားလိနဲ့စေတဲ့လောင်ရှိရဲ့ iPhone ဝယ်မဲ့အစားအတန်းအသက် သုံးလို့ကောင်းမယ်နှစ်သိန်းတန်းစမတ်ဖုံးတလုံးကိုဝယ်ပြီးကြံတဲ့ရှစ်သိန်းကိုစုဆောင်လိုက်တယ်ပို့အထိတ်တွေရှိပါတယ်နမဲကြီးတဆဲရဲ့နောက်မှာလိုက်နေတာထက်အရင်အသွေးကောင်းတဲ့ပစ္စည်းကိုသုံးတဲ့နာတဲ့တဘောမှာဆိုင်ခဲမယ်ဆိုရင်နမဲကြီးဆိုင်မှာထိုင်တာထက်အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာကပိုအရသာရှိတယ်လို့ငွေကုန်လည်းတက်တာပါပဲနံပါတ်3အဖွေအသေးအဖွဲလေးတွေကိုခယူဆိုင်ပါအအေးတူဝယ်တောက်လိုက်လို့900ပဲကုန်တာတခါတလေမှာဘာမှမဖြစ်ပေမဲ့အချိန်ဖန်များလာရင်တော့စိတ်ဖန်အများအနာဖြစ်တတ်ပါတယ်ဥပမာဆက်တိုးဆိုင်တွေကပေးလိုက်တဲ့ ကျွတ်အိတ်တွေကိုထရမပစ်ပဲနဲ့အမိုက်ထဲတဲ့အိတ်လောက်ပဲဆိုရင်အဖအိတ်ကောင်ကငွေသက်တာရဲ့သဘောပေါ့နံပါတ်၄နှစ်ပတ်ဆောင်တဲ့ view ဟာကိုသုံးကြည့်ပါနှစ်ပတ်ဆောင်တဲ့ view ဟာပစ္စည်းတစ်ခုဝယ်ခြင်းနဲ့ဆိုရင်ချက်ချင်းမဝယ်ပါနဲ့ဩနှစ်ပတ်လောက်ဆောင်လိုက်ပါနှစ်ပတ်လောက်ကြာတော့မှပုံကလည်း တကယ်လိုချင်နေတယ်ပစ္စည်းကလည်းတကယ်လိုအပ်နေရဆိုမှဝယ်လိုက်ပါ စောင့်နေတဲ့အချိန်တော်အတွင်းမှာတခြားလူဝယ်လို့ကုန်သွားမှစိတ်မပူပါနဲ့ပုံကောင်းပိုစားတဲ့ပစ္စည်းတွေဆိုင်မှာရောင်းနေပါလေနံပါတ်5အင်တာနက်ရှော့တော့မှာကိုအလုတ်က အင်တာနက်နဲ့မဆိုင်ဘူးဆိုရင်တနေ့မှာတနားရီထက်ပိုမတုံးပါနဲ့နံပါတ်6လိုအပ်တာလားလိုချင်တာလားလူတွေဟာကိုယ့်အတွက်မလိုအပ်တဲ့ပစ္စည်းတွေကိုမှလိုချင်နေမိတာမလိုအပ်တဲ့အရာတွေကိုဝယ်မိရင်လိုအပ်တာတွေထုတ်ရောင်းရမယ်ဆိုတဲ့ဝိုင်းပါဖက်ရဲ့စကားအတိုင်း ဆန္ဒနောက်မလိုက်မိပါစေနဲ့။နောက်ဆုံးအရေးကြီးတာကပတ်စံစုတဲ့အခါမှာခီမန်းချက်ထားပြီးတော့စုတက်ဖို့ပဲ။ခီမန်းချက်ထားပြီးတော့ပတ်စံစုတာကပိုအထိတ်ပဲရှိတယ်လို့ပန်းတိုင်းတတ်မှတ်ထားပြီးတော့ရှောင်းလန်းနေတဲ့ဘဝဟာလေအနှစ်တာကဒီဝနေရဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုများများလေး share ပြီး 喝点老茶吧。